္လာပါရှင်ကျမကကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်အာနာသိန်းစစ်တပ်ကအခုရက်ပိုင်းအတွင်းမြမပြည်အလေပိုင်းကမြို့နယ်တချို့မှာကန်းထောက်နေတဲ့စပိုင်ဘော်လုံးတွေစတင်သုံးဆွဲလာနေတယ်လို့တော်လေရဲ့တပ်ဖွဲ့ဝင်တွေကပြောပါတယ် မြိုင်မြို့နယ်တွေကနေရာတချို့မှာအော်တိုဘားလာ21ရက်နေ့ကစတင်ပြီးစစ်တပ်ကလွတ်တင်လိုက်တဲ့အဲ့ဒီကင်းထောက်မိုးပြက်ဘောလုံးတွေကိုမြင်တွေ့နေရတယ်လို့မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့တော်လေးရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အဲ့ဒီကင်းထောက်စပိုင်ဘောလုံးတွေကကင်းထောက် drone တွေလိုပဲမြင်ပြင်လှုပ်ရှားမှုတွေကိုထောက်လန်းတာဖြစ်ပြီးမုံရော်နာမခထေကနဲ့ကင်းထောက် drone တွေအစားစပိုင်ဘောလုံးတွေကိုစမ်းသပ်အသုံးပြုနေရလို့ဘုဒ္ဓလင်မြို့နယ်ပကပါတာဝန်ခံ ကိုကြွက်ကလေးကဒီပူပီကိုပြောပါရယ်။အဲ့ဒီကင်းထောက်ဘောလုံးကအမြင်ကြီးမပြန်နိုင်ပေမဲ့ကင်းထောက် drone တွေထက်တော့အချိန်ကြာကြာပြန်သဲနိုင်လို့သိရှိထားပြီးလက်နက်ငယ်တွေနဲ့ပစ်ချရင်မိနိုင်တဲ့အနေအထားမှရှိတယ်လို့ဆိုပါရယ်။ ကင်းထောက်မိုးပြန်ဘောလုံးကို စကိုင်းတိုင်းထဲကမိုးရော်မျိုးနဲ့ပုတလင်းမျိုးနဲ့အရှာတော်မျိုးနဲ့ခြောက်ဦးမျိုးနဲ့ပလေးမျိုးနဲ့ဆလင်းကြီးမျိုးတွေအပြင်မကွေးတိုင်းထဲကနေရာတချို့မှာလည်းပြန်တန်းနေတာကို တွေ့ရတယ်လို့တော်လင်းအင်အားစုတွေကတဆင့်သိရပါရဲ့ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်တဲကိုစစ်တပ်ကအော်တိုဘားလ16ရက်နေ့ကစတင်ပြီး3ရက်ဆက်တိုက်လေးချောင်းတိုက်ခိုက်တာတွေပြုလုပ်နေလို့ပြည်သူ၄ယောက်ထပ်မနေတေဆုံကတန်ကားတော်တွေအပါအဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နထိုးကြီးမြို့နယ်တဲကပေးချက်ရော်ကို16ရက်နေ့မနက်ပိုင်းမှာစက်တက်လေးထီးတွေနဲ့ဘုံကျေးခဲ့ပြီး20ရက်နေ့မှာတော့ပေးကြီးခင်းရော်နဲ့20တရက်နေ့မှာမြင်းချန်နထိုးကြီးလမ်းပိုင်းပေါ်ကသူတို့စစ်ကြောင်းထုံးနေတဲ့လမ်းပေါ်ကရော်တွေကိုဘုံထက်ကျေး ခဲ့လို့ဒေတာခန်တယောက်ကပြောပါရယ်အဲ့ဒီလိုလေချောင်းတိုက်ခိုက်ခံရတာတွေကြောင့်ပေးချက်ကြော်ကဒေတာခန်ပြည်သူ၄ယောက်တေဆုံးခဲ့ရတယ်လို့တရားရရှိသူ၃ယောက်ထက်မနည်းရှိပြီးတော့လူနေအိမ်၅လုံးထက်မနည်းပျက်စီးသွားခဲ့တယ်လို့သိရပါရယ်ပေကြီးခင်ကြော်လေချောင်းတိုက်ခိုက်ခံရမှုမှာတော့တန်ကတော့တပါအပါအဝင်ပြည်သူတွေထိခိုက်တရားရရှိခဲ့တယ်လို့ကုညီဆောင်ရွက်ပေးနေသူတယောက်ကအတီဘူဘီကိုပြောပါရယ်စစ်တပ်ကသူတို့စစ်ကြောင်းထုံနေတဲ့မြင်းချမ်းနထိုးကြီးလမ်းပိုင်းပေါ်ကကြော်တွေကိုအောင်တို့ပါလာ 2021ရက်နှစ်ညနေပိုင်းအထိ လေကြောင်းကနေဘုံကြီးတိုက်ခိုက်နေတာကြောင့်မြေပြင်ထိခိုက်မှုအခြေအနေကိုတော့ DWP အနေနဲ့ဆက်လက်စုံစမ်းနေစေဖြစ်ပါရဲ့ရှင်။ဖာကန်မှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ထွက်ခေါ်တော်ပြီးတဲ့နောက်ရပ်ပိုင်းလောက်တိုက်ပွဲညှိတက်ခဲ့ပေမဲ့စစ်တပ်တပ်ဆွေထားတဲ့နေရာတချို့မှာစစ်ရဲလှူရှားလာတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့သိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ ကချင်ပြည်နယ်ဖက်ကန့်ဒေသမှာပြီးခဲ့တဲ့မေလကလေးကနေဝင်ရောက်နေရယူထားတဲ့စစ်ကော်မရှင်တပ်စင်ရနေရဝန်ကျင်ခန့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖက်ကန့်ကာမိုင်းနေရလမ်းဘက်ကိုချက်ခွာကြွားပြီးတဲ့နောက်ပြစ်ခတ်တံတွေရယာရင်ငိမ့်တက်သွားပြီးတဲ့နောက်အော်တိုဘန်20ရက်မှာတိုက်ပွဲတွေပြန်ဖြစ်တယ်လို့သိရပါတယ်ဖက်ကန့်မရှိကထောင်နဲ့ယူမာအပါဝင်းကုမ္ပဏီတွေမှာလရှိတက်ဆွဲထားတဲ့စင်ရတချို့စီရေးလှူရှားလာတာကြောင့်ထိတွေ့တိုက်ပွဲပြန်ဖြစ်နေတယ်လို့ခရီးစီရေးဒီရင်မြစ်ကပြောပါတယ်မရှိကထောင် tiyo pongchwa ngu no tiyo pongchwa ngu kain kou ma ta sui ta re si ta ye pio di yu ma lam nga po ngu no e fa we miyo cha ma ta sui ta re ခရင်တမဟာကိုတည်ရင်6ဌာနချုပ်ဘက်ကိုအော်တိုဘန်23ရက်နေ့မနက်ပိုင်း9:00ခွဲအချိန်ခန့်ကလေကြောင်းကနေအချိန်များစွာတိုက်ခိုက်ခဲ့ရလို့ KYA ရှေ့တန်းနဲ့နီဆက်သူကသိရပါတယ်။ရင်ချနေရကိုပြတော့ရပါတော့ဘုံအလုံးလေးဆယ်လောက်ရှိမိတယ်နောက်တော့ခေါက်လေးပြီးလွန်နေဘလောက်ပြပြပြန်ကျန်တော့ရပါတော့ဘာခဲနေဟုတ်တယ်ဘုံလူရှိရနေမှလာချသွားလို့ရောချရဲဒီကိန်း စီရင်ဘာမှတော့မကြရသေးဘူး။ဟိချောင်းပြခတ်ခံရတဲ့နယ်ပတ်သက်ပြီးတိခိုက်မှုရှိမှရှိနောက်ဆက်တွဲအခြေအနေကိုစုံစမ်းနေဆဲဖြစ်ပါရယ်။အခုလက်ရှိကချင်ပြည်နယ်ဗကတ်ဒေသမှာတမ33နဲ့မိုးကောင်းအခြေဆိုင်စက္ကခ3အပါဝင်ရှမ်းနေပြည်သူစစ်ဘူပေါင်းအဖွဲ့ကစတောင်းထိုးလှူရှားနေတာလို့သိရပါရယ်။ဖကတ်မှာပြခဲ့တဲ့အပယ်လာကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူစစ်ပူပေါင်းချရဲစီအင်အားတွေ၃ချိန်ထပ်မံနေစစ်ကြောင်းတို့ဝင်ရောက်လာခဲ့တာကြောင့် စစ်ကြောင်းထုံးထားတဲ့အင်အားစောင်းဝင်ကျင်ရှိနိုင်တယ်လို့ဖက်ကန်ဒေတာခန်တွေကသုံးသပ်ပါတယ်စစ်ကြောင်းတချို့ပြန်ထုတ်ခွာသွားပေမဲ့အင်အားအများပိုင်းကဖက်ကန်ဒေတာမှာကျန်ရှိနေကြတာကြောင့်ဖက်ကန်တိုက်ပွဲအခြေအနေကတတိထားဆောင်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထုံးစစ်၅လကျော်အတွင်းကားမိုင်း200ဖက်ကန်လမ်းပိုင်းလုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကန်မြို့တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်မဟနာပါ ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းလုံမြို့နယ်မန်ဆန်ကျောက်ကိုဒီကနေ့အောက်တိုဘာလ22ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးတရာအပါအဝင်နေရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တအန်တဲ TNLC ကသိရပါတယ် မနက်အစောပိုင်း7:00နာရီမိနစ်20လောက်မှာမန်ဆန်ကျော်ကိုစစ်ကောင်စီတပ်ကပေါင်150ဘုံနှလုံးကျေးချခဲ့တာဖြစ်ပြီးအသက်9နှစ်အရွယ်မိုင်းရွှေစန်းနဲ့အသက်35နှစ်အရွယ်မလွေထရေးဟန်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်မန်ဆန်ရော်ကိုဘုံကျင်းမှုအတွင်ကလေးတယောက်နဲ့အမျိုးသမီးတယောက်ထိခိုက်တရားရရှိတဲ့အပြင်နေအိမ်လေးလုံးလည်းပျက်စီးသွားရလို့ TNL အရာရှိတယောက်ကဒီဘူဘီကိုပြောပါတယ် အော်တိုဘားလာ၂၁ရက်နေ့ညနေပိုင်းကလေမိုးကုတ်မြို့ကဖူစေဘောလုံးကွင်းကိုစစ်ကောင်စီတပ်ကဘုံကျေချခဲ့တဲ့အတွက်ကလေး၃ယောက်သေဆုံးပြီးတော့၁၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခေကြရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကခိုင်ပါ။